မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ဗီဒီယိုမှာတော့လာမယ့်ကြာတာပလီညတနင်္ဂနွေမှာကစားမယ့်ဒီ UEFA Nation League semi final ပွဲစဉ်တပွဲဖြစ်တယ်။ဒါ Spain နဲ့ပြင်သစ်တို့ရဲ့ပွဲစဉ်ကိုဒါဒီနေ့ဗီဒီယိုမှာကြိုးပြီးတော့တုံ့တက်ပေးမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီပွဲစဉ်ကိုမတုံ့တက်ပေးခင်မှာဆိုလို့ရှိရင် နောက်ထပ် semi final တပွဲဖြစ်တဲ့ Germany နဲ့ Portugal ပေါ့နော်။အဲ့ပွဲစဉ်ရဲ့တုံ့တက်ချက်ကိုလည်းကျွန်တော်မနေ့တော့အတင်ပေးခဲ့တယ်ပေါ့နော်။အဲ့ဒီတုံ့တက်ချက်ကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ထဲမှာဝင်ပြီးတော့ကြည့်လို့ရတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းဒီ channel အောက်က description မှာကျွန်တော်ဒီအရင် video ရဲ့ link ကိုချပေးတယ်ပေါ့နော်။ဝင်ပြီးတော့ သွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါဒီနေ့ပွဲစဉ်ကြိုပြီးတော့မတုံ့တက်ပေးတော့မှာဆိုလို့ရှိရင်တခြားသောထေလန်လိပြိုင်ပွဲတွေရဲ့ဒါပွဲစဉ်တွေရဲ့အသုံးသက်ချက်တွေတစ်တေကိုဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒါ Telegram Channel ကို join ကြည့်နေဆိုလို့ရှိရင် DP Org comment မှာကျွန်တော်ရဲ့ Telegram Channel link လေးချပေးရပါဘောနော်ဝင်ပြီးတော့ join ထားလို့ရတယ် comment ရဲ့ pin comment မှာ Telegram Channel link ကို ချပေးထားတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါစပိန်နဲ့ပြင်သစ်ပေါ့နော်အဲ့ဒီဘွေစီကတော့လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်စပိန်ကတီချိုင်ပြားကလည်းရှုံမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်နှစ်ဂိုးသွင်း50ရှုံမယ်ပေါ့နော်အဲ့တော့ဒီဘွေစီက UEFA Nation League ရဲ့ semi final တပွဲဖြစ်ပြီးတော့ချောင်းနေနိုင်ငံ Stuttgart မြို့က MHP Arena ဆိုတဲ့ကွင်းထဲမှာကစားတော့ကြမှာဖြစ်တယ်ပေါ့နော်ဒါနိုင်နေအသင်းကဘိုလီဝဲစီကိုတက်လန်းနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဘယ်အသင်းမှဒီဘွေမှာအယုံခံကြီးမှာမဟုတ်ဘူးပေါ့နော်ဒီနေအသင်းက ဒါပြောမှဆိုလို့ရှင်ပြီးခဲ့တဲ့ Euro 2024 Semi Final တော့ကလည်းတွေ့ဆုံမှုပဲပေါ့နော်အဲဒီတော့ကတော့ပထမပိုင်းသွင်းကိုးတွေနဲ့နှစ်ကိုးတိုးဆိုတဲ့ရလနဲ့စပိန်ကအနိုင်ရခဲ့ပြီးတော့သူတို့ဘောလုံးဝက်စီကိုတလန်းနိုင်ခဲ့တယ်ပြီးတော့အဲ့ဒီနိုင်ငံမှာဆိုလို့ရှင်လည်းစပိန်က Euro မှာမှချန်ပီယံဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါ Euro ချန်ပီယံဖြစ်ခဲ့တဲ့စပိန်အနေနဲ့အခုနှစ်ရဲ့ Nation League Semi Final မှာလည်းသူပြင်းထန်တဲ့ထပ်တွေ့နေရကြောင်းဒီဒီချိန်မှာလည်းသူတို့ကြော်ဖြတ်နိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့အရင်တစ်ခါကရင်ဆိုင်ခဲ့ရတဲ့ပြင်းထန်တဲ့အခုစပိန်ရင်ဆိုင်ရမယ့်ပြင်းထန်တဲ့အသင်းက ်အနေငယ်တော့ပဲပြမှုရှိရပေါ့နော်လက်ရှိပြင်သစ်အသင်းရဲ့လူစင်းမှာဆိုလို့ရှိရင်ထန်ရကစားသမားများပြနေပြီးတော့ပြင်သစ်ရဲ့နောက်ဆုံးကစားရေးပွဲစဉ်ကိုကျွန်တော်ပြန်သွားကြည့်လိုက်မယ်ဆိုလို့ရှိရင်တို့ UEFA Nation League ရဲ့ Quarter Final အဖြစ်ခရိုအေးရှားကိုသူနှစ်ကိုးပြတ်နေနိုင်ခဲ့တဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်မှာဆိုလို့ရှိရင်သူ့ရဲ့အအတီးကကစားသမားနောက်ခံလူ၄ယောက်မှာဆိုလို့ရှိရင်လက်ရှိမှာ၃ယောက်ကထန်ရရနေရပေါ့နော်ဒါဝီလီယမ်ဆလီဘာရဲ့ ဥပမီကန်တို့ရဲ့ဂျူကိုဒီပေါ့နော်ဒီခန်းစစ်ကစားသမား၃ယောက်ကလက်ရှိမှာတန်ရာပြဿနာကြီးရှိနေတယ်ပြီးတော့ဒါဖိုဖန်နာတို့မန်ဒီကမန်ဘီငါနဲ့ကန်ဒီတို့ကလက်ရှိမှာတန်ရာပြဿနာကြီးရှိနေတာကြောင့်ဒါဂျာတာရီညမှာကစားမယ်ပွဲစဉ်ကပြောမယ်ဆိုလို့ရှိရင်ပြင်သစ်တော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 ်လေးကိုရုံးကန်ရနိုင်တယ်ပေါ့နော်ဒါပေမဲ့လို့ပြင်သစ်ရဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ PSG ကကစားသမားကြီးဖြစ်တဲ့ဒမ်ဘီလီဘာကိုလာဒဆိုင်ယန်တူအစရှိကစားသမားတွေကိုပြင်သစ်ကဒီ သူ့ရဲ့လူစည်းနဲ့မှာထည့်ခေါ်နိုင်တယ်ပြီးတော့ဒီ empathy တို့ miche o လေးတို့ကလည်းတိုက်စစ်ပိုင်ပြီးရှိနေတယ်ဆိုတော့ပြင်သစ်ရဲ့ front line အတွက်ဆိုလို့ရှိရင်တော့အရင်ဆိုရင်ကြာတော့မရှိဘူးပေါ့နော်ဒီတပ်ဖွဲ့ကစပိန်သင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ခံစီကတော်တော်လေးအားရစရာမရှိဘူးပေါ့နော် nation league ပြိုင်ပွဲရဲ့နောက်ဆုံး9ပွဲမှာပေးကိုရခုမြုပ်ပေးရတာ၅ပွဲတည်းရှိရတယ်ပေါ့နော်ပြီးတော့ဒါသူတို့ရဲ့နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲဖြစ်တဲ့ Euro 2024ပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်တွေကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီစပိန်ကဒီ ရှုံးထွက်စဉ်ပွဲစဉ်တိုင်းလို့တော့မှသူ့ရဲ့အခန်းစီကပေးကိုးတွေခွင့်ပြုပေးခဲ့ရတယ်။ပြီးတော့စပိန်ရဲ့လက်ရှိနောက်ဆုံးကစားရဲ့၃ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ရဲ့အခန်းစီပိုင်းကပေးကိုး၂ကိုးအနည်းဆုံးခွင့်ပြုပေးထားတယ်။ဒါပဲမဲ့လို့တိုက်စစ်ပိုင်းကတော့တွင်ကိုးနောက်ဆုံး၅ပွဲမှာ၂ကိုးနဲ့အထက်ပြန်တွင်းထားရဲဆိုတော့ဒီတိုက်စစ်အတွက်တော့စပိန်ကတော့အားရစရာအနေအထားတစ်ခုမှရှိတယ်ဗောနော အဲ့တော့ဒါဒီပွဲမှာနှစ်သင်းလုံးရဲ့ခံစစ်ပိုင်းတွေကိုကျွန်တော်ပြင်ကြည့်နေတော့အရင်အားရစရာမရှိဘူးတစ်ဖက်ကပြင်သင်းမှာကျတော့လေလက်ရှိဒန်ရန်ရကစားသမားရှိနေတယ်ဆိုတော့ပြင်သင်းရဲ့ခံစစ်ကိုအရင်အားရစရာမရှိဘူးစပိန်ရဲ့ခံစစ်ကကျတော့လေဒါရှုံးထွက်စင်းနေမှာတော့သူတို့ရဲ့ခံစစ်ကပြေးကိုတွေခွင့်ပြုပေးထားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှာလေနှစ်သင်းလုံးရဲ့ခံစစ်ပိုင်းတွေကဒီတွင်းကိုတွေခွင့်ပြုပေးထားမယ်လို့ခွင့်ပြုပေးရလိမ့်မယ်လို့လည်းထင်တယ်ပေါ့နော်ပြီးတော့နှစ်သင်းလုံးမှာလက်ရှိမှာထိတ်တန်းတိုက်စစ်မှုတွေရှိနေတယ်ဆိုတော့ဒီပွဲမှာနှစ်သင်းလုံးအတွက်က ကိုရဖို့ဆိုတာမခက်ခဲဘူးလို့တော့ကျွန်တော်ထင်တယ်အဲ့တော့နှစ်ကိုသွင်းပြန်ခါစီရှုံမဲ့ကိုပေါင်းကြီးတစ်ခုကဒီဘွဲမှာကိုပေါ်နေရတာအတန်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်အပြန်အသွင်းကိုရှိမယ်ဒါမိနကိုစိန်အသွင်းမှာနှစ်သိန်းပေါင်းနှစ်ကိုသုံးကိုလောက်တော့အပြည့်သွားလိမ့်မယ်ကျွန်တော်ထင်တယ်ဘောနော်အဲ့တော့ဒီဘွဲမှာကျွန်တော်တော့ဂိုးပေါ်ရေးချဲပြီးကျင်တယ်ဘောနော်အဲ့တော့ပြီးတော့ဒီဘွဲစီနဲ့ပတ်သက်ပြီးညီကိုရဲ့အမြင်တွေကိုလည်းဒါဒီဗီဒီယိုအောက်က comment မှာဝင်ပြီးတော့အမှန်တော်ပြလို့ရတယ်ဘောနော်